အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကမတည်ငြိမ်မှုနဲ့ဖိနှိပ်မှုတွေကိုပိုဆိုးသွားစေမယ်လို့ကုလသတိပေးတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်က UCP လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကင်းမဲ့ယုံသာမကပဲဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပိုဆိုးသွားစေလိမ့်မယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအရာရှိတွေကသတိပေးပြောကြားခဲ့ပါတယ် ဒီဇင်ဘာ28ရက်နေ့ကစပြီးအတုတ်လိုက်ကျင်းပမယ်လို့စစ်တပ်ကကြေညာထားတဲ့ရွေးကောက်ပွဲဟာအနေရများပြီးဒီမိုကရေစီစံနှုန်းတွေကင်းမဲ့နေတယ်လို့လူတို့အပေါ်ဖိနှိပ်မှုတွေကိုပါပိုဆိုးရွားသွားစေနိုင်တယ်လို့ကုလသမဂ္ဂလုပ်ခွင့်ရေးဆိုင်ရာမဟာမင်းကြီးရော OACHR ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိ Jeremy Lawrence ကထောက်ပြခဲ့ပါတယ်ဆွစ်ဇာလန်နိုင်ငံ Geneva မြို့မှာသတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အခါ Lawrence မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုတာ ချင်းချောက်မှုတွေအကြမ်းဖက်ရန်လိုမှုတွေနဲ့ဖြစ်နေတယ်လို့ဖွေပန်းသွားခဲ့ပါတယ်။သူက2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသား3000လောက်ကိုဖမ်းဆီးထားခဲ့ပြီးအဓိကနိုင်ငံရေးပါတီတွေကိုလည်းတားမြစ်ပိတ်ပင်ပြီးအခုရွေးကောက်ပွဲကိုကျင်းပဖို့အစီအစဉ်နေတာဖြစ်တယ်လို့ပြောပါတယ်။ဒီတော့စစ်တပ်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပန်းနိုင်စီစောင့်ကျဉ်းသွားမယ့်အစားမလုံခြုံမှုတွေအကြောက်တရားတွေနဲ့တွေးခွဲမှုတွေတိုးလာမယ့်အခြေအနေမျိုးစီကျင်းသေးပေါက်တွန်းပို့လိုက်မယ်လို့ Lawrence ကသတိပေးသွားပါတယ်။ တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတိုက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရည်ဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ OACHI ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲ Jane Rose Harbor ကတော့မြန်မာပြည်သူတွေဟာစစ်တပ်ကအာဓမ္မမဲပေးခိုင်းဖို့စေခိုင်းတာတွေနဲ့ဒေါ်လာရိတ်အင်အားစုတွေကမဲမပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တယ်လို့ဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးစုပူအောင်လှုံ့ဆော်မှုတွေနဲ့ဆွဆွဲဖမ်းဆီးထားသူ၄၀၀၀လောက်ကိုလူငိမ့်ချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ကြောင်းစစ်တပ်ကကြေညာပေးမယ်။အဲ့ဒီကိန်းဂဏန်းဟာလက်တွေနဲ့ကိုင်းညီမှုမရှိဘူးလို့လေ Rose Harbor ကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေကနေထွက်လာခွင့်ရသူ950လောက်သာရှိပြီးအဲ့ဒီထဲကအချို့ဟာထောင်ဘူးပေါ်မှာတင်နောက်ထပ်ဆွေးချက်တွေနဲ့ပြန်ဖမ်းခံခဲ့ရတယ်လို့သူကပြောပါတယ်။တချိန်တည်းမှာပဲစစ်တပ်ဟာရွေးကောက်ပွဲကိုနှောက်ယှက်မှုတွေကနေအကောက်ွယ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အသစ်ပြထမ်းထားတဲ့ဥပဒေကိုအသုံးချပြီးလူပေါင်း100ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသူကထောက်ပြသွားပါတယ်။ကြည်စံရတစ်ခုနဲ့မဲပုံးကိုကင်ဆောင်ဆန္ဒပြမိခဲ့လို့လူငယ်တအူးဟာထောင်တ49နှစ်ချမှတ်တာခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေကို OACHR ကရရှိထားတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုရေးရအခြေအနေတွေကလည်းသုတတက်ဆိုးလာနေကြောင်းစစ်တပ်ဟာနေရက်ပြန်ဖို့ဘလို့မှမလုံခြုံသေးတဲ့စစ်ရှောင်တွေကိုအတင်းအကျပ်ပြန်ခိုင်းပြီးမဲပေးစေဖို့အစီအစဉ်နေကြောင်းတစ်ဖက်မှာတော့စစ်တပ်ဟာစီးရေးပြိပခနေမြေတွေစီလူသားချင်းစာနာမှုအကူအညီတွေမရောက်ရှိနိုင်အောင်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းမြန်မာနိုင်ငံမှာလုံခြုံအဖမ်းမခံရတဲ့အခြေအနေမျိုးနဲ့ဖမ်းဆီးခံရသူ2000ကျပ်လောက်ဆက်ပြီးမတရားချုံနောက်ခံထားရဆဲဖြစ်ကြောင်းရော့ခါပါကပြောကြားသွားပါတယ် ကုလသမဂ္ဂရဲ့မြန်မာလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ဂျွန်အန်ဂျူးကလည်းကုလသမဂ္ဂအထွေထွေညီလာခံစီနောက်ဆုံးတင်ပြခဲ့သောအစီရင်ခံစာမှာအဲ့ဒီရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာကိုခိုင်မာအောင်တရားဝင်အောင်လှည့်စားထားတဲ့အထူးရောင်တစ်ခုသာဖြစ်တယ်လို့သတိပေးခဲ့တာပါသူကစစ်ကောင်စီအလို့ကြစိတ်တိုင်းချချဲ့လေဖန်တီးထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအပြင်းထန်ရှုံချပြီးကန့်ကွက်ဖို့တောင်းဆိုထားပါတယ်။နိုင်ငံတော်အကြီးအကဲဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖန်ဆီးခံထားရဆဲဖြစ်တယ်လို့အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နိုင်ငံရေးပါတီ40ကျော်လောက်လည်းဖြတ်သိမ်းခံထားရတာကအဲ့ဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာခင်းမဲ့မှုကိုထင်ဟပ်စေတယ်လို့အန်ဒရူးကပြောသွားပါတယ်စစ်တပ်အလို့ကျလှုပ်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာသွေးကွဲမှုတွေကိုဖုံဖုံနှက်ဆိုင်စေပြီးကြမ်းတမ်းရန်လိုမှုတွေကိုပဲမီးလောင်ရလေပင့်ဖြစ်စေလိမ့်မယ်လို့သူကသတိပေးသွားပါတယ်တောင်တကုံမြို့နယ်63ရပ်ကွက်တွင်စစ်ကောင်စီလက်အောက်ခံများမှကြားဖြတ်ရဇဝတ်ဂိုင်းများအောင်ဝင်ရောက်ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တောင်ငုံမြို့နယ်63ရပ်ကွက်ရွှေတောင်ကြားလေးလံတဲ့တွင်နိုဝင်ဘာလ28ရက်ည9နာရီဝန်းကျင်အချိန်မှစ၍စစ်ကောင်စီလက်အောက်ခံများမှကြားဖြန့်ရဇဝတ်ခိုင်းများအောက်ဝင်ရောက်စစ်ဆေးဖမ်းဆီးနေကြောင်းပြည်သူတို့အုံမှသတင်းဌာနသို့သတင်းပေးပို့လာပါတယ်။တောင်ငုံမြို့နယ်63ရပ်ကွက်ရွှေတောင်ကြားလေးလံမှကြားဖြန့်ခိုင်းကိုမနေ့ည9နာရီ၌စစ်ကောင်စီလက်အောက်ခံများမှဝင်စီကောင်တရုတ်အလို့သမားများနှင့်စစ်ပစ္စည်းများမိထားရင်းစစ်စည်းဓာတ်တွေလုံနေတဲ့အခုမနက်အထိ မပြီးသေးဘူး။ အဲ့ဒီဆက်ယုံကပထမငားတဲ့သူတွေပြောင်းသွားတာကြပြီဆက်ယုံကလည်းပိတ်ထားတာကြပြီဆိုတော့လူမရှိဘူးလို့ထင်နေကြတာအခုဝင်စည်းမှပဲအထဲမှာကြားဖြန့်လုပ်နေမှန်းသိတယ်ဆက်ယုံပေးခြင်းကတ်နေတဲ့ရက်ခွက်နေပြည်သူတွေတောင်မသိဘူးမနေ့ကစစ်ကောင်စီလက်အောက်ခံများမှ25ဦးကိုတော့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်ဆက်ယုံတဲမှာလည်းကြားဖြန့်အလုပ်သမားတွေရှိနေသေးတယ်ဟုပြောပြလာပါတယ်ဆက်လက်ပြီးတောင်တွင်းကြီးတွေလက်နက်များတင်ဆောင်လာသည့်စစ်ကတိတ်မှောက်ပောက်ကွဲပြီးကားပေါ်ပါစစ်သား5ဦးသေး ခဏဦးအပြင်းထန်ထိခိုက်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းရန်ကုန်တောင်တွင်းကြီးလမ်းပိုင်းမှာလက်နက်ခဲယမ်းတွေတင်ဆောင်လာပြီးမောင်းနှင်လာတဲ့စစ်ကားတစ်စီးဝက်ကတိတရားပေါ်တိမ်မောက်ပောက်ခွဲပြီးကားပေါ်လိုက်ပါလာတဲ့စစ်သားတွေတက9ယောက်တီကခဏယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံစစ်ရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။ thank you